မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီအနည်းဆုံးဗီဒီယိုလေးကိုတင်ပြသွားမှာဖြစ်ပါတယ်ဗျာနော်ဒီကီတုံးလုံးပြီးကလေးတစ်ပတ်လိုမျိုးပဲအသုံးပြုသွားမှာဖြစ်ပါတယ်ငါးတုံးများငါးတုံးများတုံးပါနော်3 3 3 6တုံးများတစ်လုံးတုံးများလေးတစ်ဒီမှာတော့20နံပါတ်နှစ်တစ်ခု ပေါထားတယ်ဗျာနော်6တုံးများ6တုံးများ6 6နှစ်6 6နှစ်6 5 6 6 5ဗျာနော် ဒါလေးကတော့ကျွန်တော်ဒီခဲတဲ့ဘက်မှာခြားပေးသွားခဲ့တဲ့ဤအဆက်တွေကိုပဲကျွန်တော်တို့ဒီ၅ချိန်မှာဆက်ပြီးတော့အသုံးပြုသွားမှာဖြစ်တယ်ပေါ့နော်၃ခုမှာ၃ခု6 6လေးဖြစ်ပါတယ်6လေးပြီးတော့ကျွန်တော်တို့ဒီမှာဆက်ပြီးကြည့်အောင်၃ခုမှာ၃ခုခုဆိုပြီးပြန်ကြည့်ပြထားတယ်6လေးမှာ6လေးဒီတစ်ပတ်အတွင်းရအရာတင်းတင်း၃ရ၄၅၆ရဖြစ်ပါတယ်ပေါ့နော် ဆိုတော့ကျွန်တော်ဒီမှာ၅ချိန်အတွက်ဆွေးပြီးတော့တင်းနေတုံလေး၅ချောင်းကြီးပြထားတယ်ဒီရှိကူတုံများတစ်ခုကိုထပ်ပြီးရှင်းပြပေးတော့မယ်ပေါ့နော်20နံပါတ်3နဲ့3ဆွေးပြီးတုံမျိုးပြပေးထားတယ်ပေါ့နော်အဲ့ဒီမှာတော့5 3 5 5 9 3ဖြစ်ပါတယ်4 5 4 5တုံညာ4ပေါ့နော်3 5 3 5 3 3 6 6ခြာပြီးတော့3 3 6ဖြစ်ပါတယ်3 9 4 4 3 9 4တိပေါ့နော် အဲဒီမှာ20နံပါတ်တစ်ခုဖောက်ပြီးတော့6 9 6 6 9 3ည3ည20နံပါတ်3တစ်ခုဖောက်သွားတယ်ဗောနော်6နှစ်6 6 6ဗောနော်6 6ဒီ20နံပါတ်3တစ်ခုကတော့ဖောက်သွားတယ်665ရှာပြီးသွားတယ်ဗောနော်69နှစ်96နှစ်ပြီးရင်3ည4 4ဒီမှာ3ည4 4ဗောနော်နှစ်1နှစ်နှစ်1 20နံပါတ်2ကတစ်ချိန်ဖောက်သွားတယ်ပြီးတော့7 4 3ဗောနော်7 3 7 7 3 ရှစ်လေးသုံးပါနော်ရှစ်ချောင်းရှစ်သုံးရှစ်ချောင်းသုံးတုံညာနှစ်ကိုနှစ်တုံညာကိုပါနော်ခွန်ခွန်ကိုပါနော်ဒီမှာခွန်ခွန်ကိုခွန်တုံညာခွန်ခုနှစ်ရာခွန်ခွန်ခွန်ဒီမှာခုနှစ်တလုံးပဲပါနော်သုံးခွန်ခွန်ရှစ်ကိုရှစ်ကိုလေးရှစ်ကိုလေးခြာပြီးသွားတယ်ဒီတစ်ပတ်မှာတော့ရှစ်ကိုတုံညာရှစ်ကိုတုံညာတင်းနေသုံးကီးဆိုပြီးတော့ င်း20၃မျိုးမှာရှစ်ကိုတုံများက20မျိုးဖြစ်ပါတယ်။ဒီနေ့၃ကလည်းဒီမှာနဲ့ဆိုရင်တော့20မျိုးဖြစ်သွားမယ်ပေါ့နော်။ဒီ၄၅လျှောက်ကလည်းကျွန်တော်တို့20မျိုးရှိတာဖြစ်ပါတယ်။ဆိုတော့ဒီတွဲဒီနေ့၃ကြီးရတာ20မျိုးရှိတယ်လို့၄၅လျှောက်ကြီးရတာ20မျိုးရှိတယ်။ရှစ်ကိုတုံများကလည်း တွင်နည်းမျိုးရှိတယ်ဗောနော်ဒီ၄၅၆ရရတဲ့တွင်နည်းတခုကိုကျွန်တော်မတင်ရပြရသေးဘူးဗောနော်နောက်ပိတ်မှာကျွန်တော်ချိန်ညာရင်ထပ်ပြီးတင်ပေးသွားမယ်ဗောနော်၄၅၆ကီးမျိုးရတာလေးကိုဗောနော်โอเคဒါလေးကိုကျွန်တော်သုံးလုံးပေါင်းရှင်းပြီးလေးလုံးနဲ့ပြန်ထုတ်သွားမှာဖြစ်ပါတယ်ဗောနော်ရှုပ်လိုက်မှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တပတ်လိုမျိုးပဲဗောနော်တတန်းတလုံးအထီးဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်မှာ ၉၁၁တဲ့က၉ဒလုံး၃၅တဲ့က၄ဒလုံး၈၆တဲ့က၈ဒလုံး၉လေးရှိပါနော်ပရိကတိပရိဖြစ်ပါတယ်ဒီမှာတိပရိ၉လေးရှိဖြစ်ပါတယ်ဗောနော်ကျွန်တော်ကီး၅မြို့နဲ့ရှုပ်လေးတဲ့အချိန်မှာ၅၈၉ရဲ့၉လေးရှိရဲ့ဒီဟာလေးပဲကြံမယ်ဗောနော်ဒီဟာလေးကိုမှကျွန်တော်၉ရှင်ကခမန်းပေးမယ်၉လေးရှိချပေးသွားတာဖြစ်ပါတယ် ။ Okay ဒီတစ်ပတ်မှာလည်းကျွန်တော်ဒီလိုမျိုးပဲ၃လုံးပေါင်းရှင်းပရိတ်ကနေပရိတ်၄၅၃တေပရိတ်၈၁နေကနေစပြီးရှားပေးလာတဲ့ဟာကိုပဲ၃မှာဖြစ်တယ်ပေါ့နော်။ဆက်ပြီးသွားခဲမယ်ဆိုရင်တော့ရမှာဖြစ်ပါတယ်ပေါ့နော်။ဒီမှာ၉ပရိတ်တော်များ၆သုံး၄ပရိတ်၆နေ၆နှစ်ပင်ကျော်ပေါ့နော်။ပြီးရင်ဒီမှာ10ပြိတ်တက်6ပြီးရင်9ပြိတ်93များတဲ့9ပြိတ်3ည4တိဖြစ်ပါတယ်4ပြိတ်66နဲ့နှစ်ပင်ကျော်မှာ10ပြိတ်3ည4လေးဖြစ်ပါတယ် နောက်ထပ်နပင်ကျော်ဘောနောရှေရှောက်တုံးခုနှစ်ပြည်ဖြစ်ပါတယ်ရှေရှောက်တုံးမြောက်နှစ်တော်များကိုခုခုကိုခုနှစ်ရတပင်မှာခုနှစ်ပြည်ချပေးသွားတယ်ဘောနောဒီတပတ်မှာတော့တန်ဒီအရာနှစ်သုံးလေးခုဆိုပြီးရနေတာဖြစ်ပါတယ်ဒီမှာတွင်သုံးပြည်အကောင်းဆုံးဖြစ်မယ်ဘောနောဒါလေးကိုပဲအသုံးပြုတော့မှာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးသွားခဲ့မယ်ဆိုရင်တော့အရာမပဲဖြစ်တယ်ပေါ့နော်။အင်း၃၄နှစ်ခွန်ပရိတ်ကို ကျွန်တော်ဒီမှာချုပ်ပြပြီးတော့မှာဖြစ်ပါတယ်။ သုံးပရိမာပါလိရှိမလဲလေးပရိမာပါလိရှိမလဲဆိုတာလေးပေါ့နော်ဆိုတော့ကျွန်တော်ပြန်ချုပ်တဲ့အချိန်မှာသုံးပရိမာတစ်ခုသေးပဲရှိတယ်ပေါ့နော်သုံးပရိမာဆိုရင်လေးတလေးရှိတတစ်ခုပဲပဲရှိတာဖြစ်ပါတယ်တလေးရှိကိုကျွန်တော်ကလေးရှိတကိုပဲယူလိုက်မယ်ပေါ့နော်လေးရှိတဒီတစ်ခုပဲရှိတာဖြစ်ပါတယ်သုံးပရိပေါ့နော်ဒီလေးပရိမာကြတော့လေး လေကိုပြီးတော့လေကိုတည်ရှိတယ်ပေါ့နော်လေကိုတည်ကဏ္ဍ၃လုံးပေါင်းရှင်း၄ပြည်ဖြစ်ပါတယ်ပြီးရင်ကတည်ရှိ၃လုံးပေါင်းရှင်း၄ပြည်ဖြစ်ပါတယ်နေလေးရှိကဏ္ဍ၃လုံးပေါင်းရှင်း၄ပြည်ဖြစ်ပါတယ်ဒါဆိုတော့ဒီ၄ပြည်မှာ၃ခုရှိတယ်ပေါ့နော်နေပြည်မှာတော့တစ်ခုမှမရှိဘူးပေါ့နော်โอเคခုနှစ်ပြည်ကိုဆက်ကြည့်မယ်ခုနှစ်ပြည်မှာနည်းနည်းများတယ်ခင်ဗျာဒီခုနှစ်ပြည်မှာ၆တည်တုံများတစ်ခုရှိတယ်ပြီးရင်၅နှစ်တုံများတစ်ခုရှိတယ်ပေါ့နော်၅နှစ်တုံများ တစ်ခုရှိတယ်ပြီးရင်3 4တုံညာတစ်ခုရှိတယ်နောက်ပြီးတော့နိ6 9ရှိတယ်3 6 8တစ်ခုရှိတယ်ပေါ့နော်3 5 9 3 6ရဖြစ်ပါတယ်ဒီခုနှစ်ပြိမ့်မှာတော့နင်းနေများတယ်ပေါ့နော်နင်းပြိမ့်မှာလုံးဝမရှိဘူးပေါ့နော် โอเคဒါကိုမှကျွန်တော်တို့နောက်ထပ်အထီးကြီးနေနဲ့ထမံဖြတ်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်မှာအထီးကြီး၅မျိုးစလုံးအုံပြုသွားတာဖြစ်ပါတယ်။အဲ့ဒီအထီးကြီး၅မျိုးစလုံးကိုလည်းဒီ၅ချိန်မှာထပ်ပြီးတုံးသွားမှာဖြစ်ပါတယ်ဗောနော်။โอเคနောက်ပါတ်၁တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာငါ၉ခွန်၉အနေစာပြီးပြပေးထားတယ်ဗောနော်။တွင်နီကတော့နောက်ပေးမှာပြပေးထားတယ်ဒီအတိုင်းပဲဖြစ်ပါတယ်။ဒီ၄၈တစ်မှာ၃လုံးအပြေးချပေးသွားတယ်ဗောနော်။ဒီ၃လုံးစလုံးအပြေးချပေးသွားတတ်တယ်ဗောနော်။ 9353336336တင်ပါလေးရတည်ရဖြစ်ပါတယ်665ပေါ့เนาะဆောက်ကလုံးရှားပြီးသွားတယ်အမ်ပြီးတော့ဒီကျွန်တော်ကို26ကီးမှာကိုရှောင်းနေဆိုပြီးတော့ကီး၃လုံးစလုံးအပြည့်ရှားပြီးသွားတတ်တယ်ပေါ့เนาะကီး၃လုံးစလုံးအပြည့်ရှားပြီးသွားတာနှစ်ကြိမ်ရှိတယ်ပေါ့เนาะ၄ရှစ်တင်ပါရဲ့ကို26ပါရဲ့ပေါ့เนาะဒီတစ်ပတ်မှာတော့20အရာတင်လေးရှိကီးရနေတာဖြစ်ပါတယ် delay shaking ဆိုတော့ကျွန်တော်အဲ့ဒီ delay shaking ညီတာကိုရွေးယူသွားမှာဖြစ်ပါတယ်ကျွန်တော်လေးချစ်တဲ့ကဒီမှာပါပြီးသားလေးတချစ်တဒီမှာနှစ်တော်များတကွက်တီကျွန်တော်ဒီ delay shaking မြည်တဲ့အတွက် ပေးမှာဖြစ်ပါတယ်၃လေးတော်များမှာလေးတလုံးဒီနှစ်၆ခုဒီ delay shaking လွတ်သွားတယ်ဗောနော်ဒါကြောင့်မနှစ်၆ခုကိုပေးမယ်၃၅ခုကိုလည်းပေးမှာဖြစ်ပါတယ် 368ကတော့ရှစ်သလုံးညီတယ်ပေါ့နော်နောက်ထပ်20တမျိုးဖြစ်ပါတယ်ပင်ရှိကီးပေါ့နော်ကိုခွန်ကိုကနေ စာပြပြပေးထားတာဖြစ်ပါတယ်အကျဉ်းအဖြစ်ပင်အကျဉ်းကြီး60ကျော်ရှိသွားပြီပေါ့နော်20အရာ၄ရှစ်တိကီးရနေတာဖြစ်ပါတယ်လေရှင်နေကြီးဖြစ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်လေရှင်နေညီတာကိုယူပြီးတော့လေရှင်နေမညီတဲ့ဟာတွေကိုပေးมาဖြစ်ပါတယ် လေးရှိတဲ့မှာလေးရရှိရတရားအကုန်လုံးကြီးတယ်ပေါ့နော်။ရှောက်တိတုံညာတိဒီလေးရှိနှစ်ကီလွတ်သွားတဲ့အတွက်ရှောက်တိတုံညာကိုပေးမယ်ပေါ့နော်။သုံးလေးတုံညာကလည်းပေးမှာဖြစ်ပါတယ်။နောက်ထပ်၃၆ချင်းမှာတော့ရှိတဲ့လုံးကြီးတယ်ပေါ့နော်။ Okay နောက်ထပ်2မျိုးဖြစ်ပါတယ်။ဒီအလေထင်ကနန်းနှလုံးပေါင်းတာပေါ့နော်။တုံညာနဲ့၃ပေါင်းချင်း၃၃၅ကီမှာတုံညာလေးတိလေးတလုံး၈၆ခွန်း၆တုံညာ၆၆၆နဲ့၆၆၅မှာ၆တလုံး။ ဒီလိုလေးတောက်ချောက်ကိုပေးနေဆဲပဲဖြစ်ပါတယ်ပေါ့နော်နင့်တော့ညာကိုခုံခုံကိုခုနေရတုံးခုံခုံရှိကိုလေးဒီတစ်ပတ်မှာတော့တနည်းအရာ6ခွန်ရှိအထီးကြီးဖြစ်ပါတယ်6ခွန်ရှိအထီးကြီးဖြစ်ပါတယ်ပေါ့ညာဒါဆိုရင်ကျွန်တော်ဒီတုံးပရိမာလေးရှိတဲ့ဒီအထီးကြီးရှိတဲ့လုံးကြီးတယ်ပေါ့နော်၄ကိုတစ်တီ6ခွန်ရှိကြီးလွတ်သွားတယ်ပေါ့နော်၄ကိုတစ်တီမှာကျတော့6ခွန်ရှိကြီးဆိုတော့ကျွန်တော်တို့ဒီမှာ၄ကိုတစ်ကို ပေးမယ်ပေါ့နော်။ဟောထားငါးတစ်ရှင်းမှာတော့အထီးကြီးရှိသလုံးညီတယ်။ဒီနည်းလေးရှင်းမှာလည်းအထီးကြီးရှိသလုံးညီပြီးတော့သုံးချောင်းရှင်းမှာလည်းအထီးကြီးရှိသလုံးညီနေတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်သုံးပရိတ်မှာတစ်ခွက်ဒီလေးပရိတ်မှာနှစ်ခွက်ခုနှစ်ပရိတ်မှာတစ်ခွက်ပေးခြံနေပါနော်။ကေတာလေးကတော့ကျွန်တော်ကြီးနဲ့ထပ်ဖြတ်တဲ့အချိန်မှာအဲဒီဟာလေးပဲကြံနေတာဖြစ်ပါတယ်ပေါ့နော် လေးပရိမာနှစ်ကွက်ဒီခုနှစ်ပရိမာ3 6ရှစ်ဆိုပြီးတော့ဒီမှာတစ်ကွက်ရှိတယ်ပေါ့နော်အခဲတာလေးကိုကျွန်တော်တို့နောက်ထပ်အနေနဲ့နှလုံးပေါင်းရှင်းအသံပဲတိုတယ်နဲ့ထပ်ပြီးညီပါဖြစ်ပါတယ်ကနန်းနှလုံးပေါင်းရှင်းအသံလေးလုံးကိုပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်နှလုံးပေါင်းရှင်းအသံနဲ့ကျွန်တော်ကစားွက်ကိုအထမှန်ချောချမှာဖြစ်ပါတယ်ဒီ3ည9 3မှာဆိုရင်3 3ည9 3ပေါင်း3ပြိပေါ့နော် တကူရှောက်မှာကိုနန်ချောက်ပေါင်းရှင်ကတင်းနဲ့ကိုပေါင်း30တီလိုလေးတောက်ချောက်ပေးနေတာဆိုပေမဲ့သူကအပူဆွေတော့ဖောက်တယ်ကောနော်နေတုံများနေလေးလေးရှောက်ကိုခွန်ကိုရှောက်နေရှောက်ဒီအပူဆွေတော့ဖောက်တယ်ပြီးတော့ဒီဖက်စမ်းမျက်နှာမှာဆိုရင်336အပူဖောက်တယ်ပေါ့နော်336အပူဖောက်သွားတယ်အဲ336အပူဖောက်သွားတယ်ပြီးတော့ကျွန်တော်တို့ဒီအောက်မှာအပူလေးတောက်ချောက်လာတယ်ဆိုပေမဲ့ပေးနေ7ဖြစ်ပါတယ်ပေါ့နော်ဒီခရစ်တပတ်ကျွန်တော်ရှောက်ခွန်တင်လေးနှလုံးပေါင်းခြင်းအတန်ထဲက တို့ချပေးထားတာက694ဆိုတဲ့အတွက်အရှိနှလုံးပေါင်း69ပေါင်းရှင်9ပြိချပေးထားတာဖြစ်ပါတယ်69ပေါင်းရှင်9အတန်ချပေးထားတယ်ပေါ့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်အချိန်ပေါင်း90နဲ့5ပေါ့နော်9ဒေးရက်တတုံးကိုရကိုမူတည်ပြီးတော့အောင်းတွေ့ရမှာဖြစ်တယ်ပေါ့နော်9ဒေးနေရှင်ကဒီမှာ9ဒေးနေရှင်က9တုံများနေရှောင်းရှိဆိုတာဒီမှာရေးပြထားတယ်ပေါ့နော်ဒီတစ်ပတ်မှာ9ဒေးတတုံးကိုယူမှာဖြစ်ပါတယ် ။ဖန်နီကတော့ကျွန်တော်၄နဲ့၃ပေါင်းပေးရမှာဖြစ်ပါတယ်။ဒီအစင်းရောင်ခြေတာပေါ့နော်။ကျွန်တော်၄၃ပေါင်းရှင်းခွန်ရတယ်။ခွန်ကိုတိတိုးတာအရှိ။ရှင်း၄ပေါင်းတာစနစ်နေ၃ပေါင်းပါ။ခွန်ရှင်းနေငါဖျားမယ်ပေါ့နော်။အပူမဟုတ်ဘူးဆိုရင်တော့သူကပေးတယ်ပေါ့နော်။အပူဆိုရင်တော့တတိထား၃ရောင်မှာဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်ဒီမှာအာခွန်ရှင်းနေငါဖျားမယ်လို့ဆိုလိုတယ်ပေါ့နော်။တနည်းအားဆက်ပြီးတော့ခြားပေးသွားခင်မယ်ဆိုရင်ပေါ့နော်။ ဆိုတော့ကျွန်တော်၄ရှိတိကိုပေါင်းကြည့်မယ်ဆိုတော့၄နဲ့၈ပေါင်းစနစ်နည်းတန်ပါပြီးသားဖြစ်ပါတယ်ဒီ၅တိ၈က၅တိပေါင်းရှင်က၆တိ၈က၉၅၈က၃၆ကို၃ပေါ့နော်ဒီမှာ9ရှိ၅ဆိုတဲ့အတွက်ကျွန်တော်တို့ဒီ၆ကို၃ကမဖြစ်နေဘူးပေါ့နော်9ရှိ၅မဖြစ်နေတဲ့အတွက်ပေးတယ်ဒီ၄ရှိ၅ကျွန်တော်တို့ဒီ၄နဲ့၈ပေါင်းနည်းတန်ပါပြီးသားဖြစ်ပါတယ်ပေါ့နော် ဒီ368ကိုထပ်ပြီးလေ့လာကြအောင်368ပေါင်းရှင်းက99အတန်ပါနော်ပြီးရင်68ပေါင်းက14 4အတန်36က37ကိုလီတဖြစ်ရမှာက85ဖြစ်ရမှာဆိုတော့ကိုလီတဖြစ်နေတဲ့အတွက်ဒီကိုလည်းပေးမယ်ပါနော်ဆိုတော့ကျွန်တော်အဲ့ဒီမှာနှစ်ခုပဲကျန်တယ်3ပြိမ့်မှ48ရယ်4ပြိမ့်မှ24ရယ်ဆိုပြီးအဲ့ဒီနှစ်ခွက်ကျန်တယ်ပါနော် ပြီးခဲ့တဲ့တစ်ပတ်မှာငါကိုရှိရဲ့ကိုလေးရှိရဲ့အဲ့ဒီနှစ်ခု channel ပေါ့နော်ဒီတစ်ပတ်မှာတင်းလေးရှိရဲ့လေးရှင်နဲ့တီကီနှစ်ခုဖြောင်းပေးသွားမလားပေါ့နော်တင်းလုံးပိုင်လေးရှိတယ်လို့နှစ်လုံးပိုင်လေးရှိတယ်ပေါ့နော်ဆိုတော့နှစ်လုံးပိုင်ချိန်တဲ့မဆွေတွေကတော့နှစ်လေးရှိပေါ့နော်အဲ့မှာချိန်တော့နှလုံးပေါင်းချင်အတန်၃မျိုးရှိတာဖြစ်ပါတယ်နောက်ထပ်တနည်းတစ်မျိုးကခွန်ချစ်ကိုရဲ့နံပါတ်3ကတော့နီလေးရှိကိုဒီမှာ၈၁ပေါင်း9ပါနော် နေ့လေးရှိကတော့ကျွန်တော်တို့ဒီမှာပေါင်းရှင်းအတန်း86ခုနဲ့ညီမနေဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့၃ပရိလေးအားကောင်းတယ်လို့ဒီနှလုံးပေါင်းရှင်းအတန်းအားလုံးညီလေးကဲ့ညီတယ်ဆိုရင်တော့ဒီ၄၈၈တိတခုပဲရှိမှာပေါ့နော်နောက်ထပ်တစ်ခုဒီ၄၈တိက၃ပရိလေးအားတာနေတယ်လို့ကီးကလည်းအပြေးရှာပေးသွားတဲ့တယ်ပေါ့နော် နှလုံးပေါင်းရှင်အတန်အနေနဲ့ကျွန်တော်တို့အနောင်နှလုံးပေါင်းရှင်အတန်ပေါ့နော်တုံများတိတုံးကတော့ကျွန်တော်ပြည့်မနေဘူးပေါ့နော်ငါထပ်20အရာ9တုံများတင်းနေချီတယ်ဆိုတော့၄ချီတိချီတိပေါင်းရှင်9အတန်ဖြစ်သွားမယ်ပေါ့နော်နောက်ထပ်တစ်ခုတုံများတင်းနေ68အလေကိုအပိတ်ကိုအပါပေါ့နော်အဲ့ဒီမှာကျွန်တော်တို့70ကပါပီးသားဖြစ်တဲ့အတွက်လေးတလုံးမှာပါတဲ့အတွက်အဲ့ဒီလေးဒီထိစီနေရာရောက်သွားမယ်ပေါ့နော်လေးထိစီဆိုပြီးတော့လည်း တလုံးထဲတော့ဒိတ်စီလေးဒိတ်စီတင်ပြထားတာရှိတယ်ပေါ့နော်ဆိုတော့လေးချစ်တလေးတချစ်လေးရှင်နဲ့လေးမြရှိဖြစ်သွားမယ်ပေါ့နော်အဲ့ဒီမှာတလုံးပိန်လေးရှိတယ်လို့နေလုံးပိန်လေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာနှလုံးပေါင်းချင်အတန်အနေနဲ့ကဲညီတာကဒီလေးရှိတဲ့ကဲညီမှုရှိတယ်ပေါ့နော်ရှစ်အသေးထိုင်ပို့ပြီးတော့လဲချိန်တဲ့အတွက်ကြောင့်မို့လေးရှိတည်တည်ပြီးတော့လေးတစ်ချက်အရင်ဖြစ်ပါတယ် ကျန်တာကိုကျွန်တော်တို့ပါပါရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့အာအာလေးအာပြီးတော့ရှော်တဲ့မိတ်ဆွေတွေကတော့ရတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ဒီမှာ95ရှင်95ရှင်94ရှင်94ရှင်လေးတဲ့ကခြားပြီးတော့တာချစ်ထိန်နေပါနော်94ဒါကြောင့်မို့ကျွန်တော်ဒီမှာအာပြီးတော့ကစားတဲ့မိတ်ဆွေတွေပဲကတော့ရတယ်ပေါ့နော်ပေတန်အနေနဲ့ဒီမှာ delicious ပဲညီတယ် delicious ပဲညီမှုရှိတယ်ပေါ့နော် ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒီတွန်နီအရာဖြစ်ပါတယ်ဗောနော်တွန်နီအရာဒီဟာလေးရွေးထုတ်လိုက်တာဖြစ်ပါတယ်ဒီလေးရှစ်တင်ပြီးတော့ကျွန်တော်တို့ဂျန်နယ်ဟာကိုပါပါလေးရန်ထားတင်နေဗောနော်ဒီလေးထိစီရှစ်အလေးထိဒီအပိတ်ကိုပို့ပြီးတော့ကြိုက်တယ်ဗောနော်နောက်တစ်ခုကျွန်တော်တို့အပူအနေနဲ့ကတော့လေးလေးကိုရှိမယ်ပေါ့နော်လေးလေးကိုရဲ့နောက်ထပ်တစ်ခုအနေနဲ့ချောင်းချောင်းနေဖြစ်ပါတယ်ပေါ့နော်အပူဒါ ချပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာโอเคဒီ၄၄၉တေတကွက်ကိုလည်းကျွန်တော်တင်ပြထားပြပြဖြစ်ပါတယ်ဗောနော်၄၄ဖြစ်ပါတယ်အဘူးဆိုရင်တော့ကီးတစ်ခုဖြည့်ပြရမှာဖြစ်ပါတယ်ဗောနော်၄၉ရဲ့၆၆၄ရဲ့ဗောနော်โอเคကျွန်တော်ဒီမှာအဲဒီရှိတဲ့များချပေးသွားမှာဗောနော်ဒီ၄တစ်ချစ်ဒီဒီမှာလည်းတစ်ချိန်ချပေးသွားခဲ့ဘူးတယ် ီတုံးလုံးအပြီးဖြစ်ပါတယ်ဗောနော်ပြီးရင်ကျွန်တော်ဒီ9 6နှစ်မှာလည်းသူကီတုံးလုံးအပြီးချပေးသွားတာဖြစ်ပါတယ်ဗောနော်9နှစ်6ကီ9 6နှစ်ဒီမှာတော့ကျွန်တော်ဒီရွေးချယ်ထားတာလည်းကီနဲ့ခိုင်နေတယ်ဗောနော်တင်လေးရှိဖြစ်ပါတယ်โอเคလေးထိစီရှိအလေးထိုင်ဒီအပိတ်လေးရှိတိဖြစ်မယ်ဗောနောပရိကလည်း၃ပရိပို့ပြီးတော့အာတာတွေအတွက်ဖြစ်ပါတယ်တေလုံးပိုင်လည်းရှိတယ်ဗောနော ။ Okay ဒါဒီကျွန်တော်တို့90ရခိုင်နှုန်းခန့်မှန်းထားခြင်းဖြစ်ပါတယ်။၄9 9 8ခုရှိတဲ့နည်းကြီးမှာကျွန်တော်ဒီမှာ၄9 8 9ခုနဲ့၄8 8 9 9ခုခုတွေဆိုပြီးရှိတယ်ပေါ့နော်။အဲ့ဒီတည်းကဒီမှာ၄8 8ရ၄8 9ရပါနေပြီးသားဖြစ်ပါတယ်။ Okay ပေါ့နော်ကျွန်တော်တို့ဒါကံပေးရင်တော့အရာမပေးဖြစ်ပါတယ်။ဗီဒီယိုကိုလည်းဆုံးဒီကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။